လန်ပုံကံပြုံမီတို့အားမှန်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီရက်ပတ်မှာတော့တော်လန်ပြုံမီတို့ကိုအားမှန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့အမှုပညာဦးစီးဌာနရဲ့ CDN တအုပ်ဖြစ်သူမဆန်းနီလာဝင်းပဲဖြစ်ပါတယ်မိုင်းမင်္ဂလာပါနော်။မနက်မြေလေးနဲ့ခုလက်ရှိလှုပ်ရှားနေတဲ့ဖွဲ့စည်းလေးကိုမိတ်ဆက်ပေးလို့ရမလားရှင့်။ အမကမစန်းနီလာဝင် ဖြစ်ပါတယ်ဂျင်းချင်းမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနထုတ်လုပ်ဌာနကိုရပေါ့နော်ဒါဦးစီးအရာရှိနဲ့ CDM ဝင်လာခဲ့တာဖြစ်ပါရှင့်တော်လိုင်းမတိုင်မီကာလာကိုပြန်သွားလိုက်ရအောင်လေနော် ဒီအမကဒီအနုပညာအလုပ်ဖြစ်တဲ့အကပညာကိုလည်းကျွမ်းကျင်ပြီးတော့ဒီအနုပညာတို့ဦးစီးမှုဖြစ်တယ်လို့လည်းညီမကြီးကြားသိရတယ်ပေါ့နော်ဒီလို2021ခုနှစ်မှာဒီအကြံဖက်စစ်ကောင်စီကပေါ့နော်ဒီမတရားအာဏာသိမ်းလိုက်တဲ့အချိန်မှာရောအမအနေနဲ့ CDN ဘလို့ပါဝင်ဖြစ်ခဲ့ရလဲရှင်။อืมအနာသိမ်းလိုက်တဲ့အချိန်မှာအဲ့ဒီအဲ့ဒီမနဲ့ကကြားလိုက်ရတော့အမတို့တအားဝမ်းနေပဲပေါ့နော်မျက်ရည်လေးကျရတယ်ဆိုတော့ငါတို့နိုင်ငံကြီးဘလို့လေးဆက်ဖြစ်အောင်လည်းမသိဘူးဆိုတော့အတွေ့တစ်ခုကတော်တော်ကြီးကို ိုနည်းနည်းရှိုင်းရှိုင်းလေးအတွေ့အထိကိုရောက်သွားတဲ့အချိန်မှာဘာလို့ရမှလည်းမသိဘူးအဲ့ဒီတော့တော့ယုံတက်နေသေးရပေါ့နော်စီရီယန်ဆိုတဲ့ခေါင်းစဉ်ကလေအဲ့လိုရောက်လာပေါ့နော်အတီးကကိုလေးစားတဲ့တွေဆရာကြီးဆရာကြီးတည်းရဲ့စကားတွေကိုနားထောင်ရင်းနဲ့အဲ့ဒီမှာဒီပြည်သူဆန္ဒထုတ်ပေါ်ပွဲကိုအဲ့ဒီဟိုပြုလုပ်တဲ့အချိန်မှာအဲ့လိုတိုင်ပင်ဆွေးနွေးလာကြတယ်ပေါ့နော်ငါတို့ဘယ်လိုမျိုးတွေပြန်လို့လုပ်လို့ရလဲငါတို့ဝန်ထမ်းတွေကဘာလို့ပြင်နိုင်မလဲဆိုတဲ့အတွေ့အကြုံဝင်လာတဲ့အချိန်မှာအဲ့ပြည်သူဆန္ဒထုတ်ပေါ်တဲ့ပွဲတွေပေါ့နော်အဲ့မှာ ဆူလက်အဆူလိုက်လေးတွေနဲ့ဖြစ်တဲ့အချိန်မှာအမားတို့လည်းအဲ့မှာပူပေါက်နေပါတော့ဟိုဘက်အဖွဲဒီဘက်ဖွဲနဲ့ပူပေါက်မှုတော့ဒီသစ္စာအုံဆုံးဒီမြန်မာပလာဇာပေါ့နော်စုပြီးတော့အမားတို့တန်ချက်ထိုးကြတယ်စုပေါင်းပြီးတော့နေ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 ချင်းနဲ့ကတော့တမြုပ်လုံးဖြစ်လာတဲ့အချိန်မှာအမားတို့လည်းအဲ့မှာအုံတိုင်းတွေကြည့်ပြီးတော့စီရီယန်တွေပါလာကြတယ်အဲ့ဒီမှာအများကြီးပေါ့အဲ့ဒီကလည်းပြုတ်သွားတာလေအများကြီးပေါ့နော်စီရီယန်ခဏပဲတချို့ကြတော့လည်းကြောက်ကြတယ်ပေါ့နော်သစ္စာအုံဆုံးကအများကြီးပဲနေစဉ်ရဆက်နေစဉ်ရဆက်ဒီလိုစန္ဒထုတ်ပြဝဲတယ်လုံခဲ့တဲ့အချိန်မှာလုံခဲ့တဲ့အချိန်မှာယုံကအဲ့လိုကြားရတယ် ကြောက်တဲ့အခါကျတော့အဲမလုံးဖို့လည်းတပတ်တင်မပြောရဘူးပတ်တင်မပြောရင်းနဲ့ရုံပြန်တက်ဖို့အကြောင်းပဲတောက်လျှောက်အလမိုးတွေစားတယ်ပို့တယ်အိမ်ကိုအဲ့ဒီမှာအဲအဲ့ချိန်မှာ CDN ဆိုတာအဲ့တုန်းကလည်းမသိသေးဘူးပေါ့နော်အဲ့မှာနင်းနင်းနင်းအချိန်ရတာကလည်း CDN လုံးလို့ရတယ်ဆိုတော့အဲခေါင်းစဉ်တစ်ခုအောက်ကိုရောက်တဲ့အချိန်မှာဟုတ်ပြီငါတို့တွေကအဲ့မှာ ဂရုတခုဖြစ်လာတာအမကောင်းဆောင်ပေါ့ကိုရဲ့အောက်မှာအဲဟွာရှိအမဦးစီးရရှိဆိုတော့အမရဲ့အောက်ကလက်အောက်ငယ်သားတွေရှိတယ်တဲ့ကိုအမရဲ့လေးရှိတယ်ပေါ့နော်အဲစီနီယာဂျူနီယာလေးရှိတယ်ဒါပေမဲ့အမကသူတို့ကိုစိတ်စရာထက်သန်စေမဲ့စကားလေးတွေပြောပြီးတော့ဘာလို့လို့ရတော့ပြန်သူတို့ကလည်းအဲ့လိုမကန်ရင်စိတ်တင်နေငါတို့တွေလှုပ်ရှင်နေဆိုတော့ပူပေါဆောင်ရမှုနဲ့အမဂရုတခုဖြစ်တော့တယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီဗန္ဒရယ်ပြာနာအဲနေ့ရက်တည်င်းတွေကလည်းဟိုတိတော့နေပြီးတော့ဒီရောက်နေပြီနော်လဲပါညာဟုတ်လားတော့ဆိုတော့ ဟိုခေါ်မေးခေါ်ပြီးတော့ရုံးကိုလာခဲ့ပါအောင်ပေါ့ဘယ်လိုလုပ်မလဲပေါ့မကကန်ဆုံးဖြတ်ချက်ချပါပေါ့စီဒီယန်လုံးမှာလားရုံးပြန်တက်မှာလားဆိုတော့အဲ့ဒါအမတို့ရုံးသွားလိုက်တယ်လေအဲရုံးသွားလိုက်တော့ဟုတ်ပြီတကယ်စီဒီယန်လုံးမှာဆိုပြီးတော့အဲ့ဒီနေ့ကိုဆိုတော့အနာသိန်းတာနဲ့အမစီဒီယန်လုတ်တာနဲ့ဆေးရက်ပဲကွာတာဆေးရက်ပဲကွာတာအမ7ရက်နေ့လုတ်ခဲ့တာပေါ့နော်7ရက်နေ့လုတ်ခဲ့တော့အဲ့ဆေးရက်ပဲကွာတာဆိုတော့အဲ့ဒီကလေးကတောက်လျှောက်အဲလူကြီးတွေကဖေရတွေပေးတာတွေရှိရပါတော့ဖေရပြီးတော့ရုံးပြန်တက်ခိုင်းတာ လုံးပါနဲ့တမီးရေပေါ့တောင်ချောက်ရုံးပြန်တက်ခါလာတောင်တောင်စိတ်ပြော့ရင်တော့အမပါသွားပြီဒါပေမဲ့လူကြီးလေးဆိုရင်လည်းအမကြည့်ကောင်းပြောရတာပေါ့နော်လူကြီးတွေကိုအဲကိုစီကတွန်းပြတဲ့စကလုံးလေးကသင်ပြောင်းပြောရတဲ့နေခါကိုရှောင်နေခဲ့တာပေါ့အချိန်မောင်းမြန်များဆိုအဲ့လိုမျိုးဖုံးဖုံးထည့်ဆက်ပြီးတော့ခေါ်တာတွေရှိတယ်နောက်ဆုံးသူတို့ပြန်လာခဲ့ပါဗာညာနဲ့ပေါ့လေအဲ့လောက်ပဲပြောလိုက်တော့မယ်အမဆိုနောက်ဆုံးအမနောက်ဆုံးဖုံးတွေကစင်ကက်တွေထုတ်ပြီးတော့အဲ့လိုမျိုးရှောင်နေရတဲ့အနေထားကြည့်ပေါ့နော်အမအဲ့လိုမျိုး ပေါ့နော်အဲပြီးတော့အမကဘာကိုရှက်တာလဲဆိုတော့အဲ့ဒီရန်ကုန်တမြို့လုံးဆိုရင်လည်းတော်တော်ကြီးကိုတောင်းတောင်းပြပြနဲ့လူပင်လေးဖြစ်တဲ့အနေထားတွေမှာအမဘေးစိနဲ့ရုံတက်မလဲပေါ့နော်ကိုရင်ကယူနီဖောင်းလေးကောက်ကောက်လေးဝတ်ပြီးတော့ရုံပြန်ပြီးတော့ဒါအမတို့ရဲ့ဝန်ထမ်းဘဝဆိုတာဆိုတာလှစားဆိုတာလေပြည်သူရဲ့ပန္တာအခွန်ငွေတွေကိုစားနာပြတော့တော့အရင်လေရှက်ဖို့ကောင်းတယ်ပေါ့ဒါကြီးတွေကလည်းမတရားလုပ်တယ်ပေါ့ဝန်ထမ်းဘဝဆိုတာအတိရဲ့အတိုင်းပဲလေစာအုပ်ကြီးတိုင်းမှာအမတို့နေခဲ့ရတာလေနော်ပြီးတော့ဒီလိုမျိုးတွေဟိုတတိတွေကလည်းအဲ့ချိန်မှာလည်းဘလို့ဘလို့တွေရှိလာမှမသိဘူးဟ သတိတရားရှိလာတာဆိုတော့မတရားမှုကိုတွန်းလှန်ရှင်တဲ့စိတ်ပေါ့နော်အယံကိုပြင်းထန်လာတဲ့အချိန်မှာအဲ့ဒီစာအုပ်ကြီးတွေဟိုဟာတွေရောအလိုလိုနေပြီးတော့အလိုလွန့်ထွက်သွားတယ်အလိုအနေထားနဲ့ရင်ဆိုင်ခဲ့တယ်ပေါ့နော်ဒီပါဒီလောက်ပဲပြောလိုက်အောင်ပဲဒီစီဒီယံလောက်တဲ့အပေါ်မှာရောဒီအမှုပညာဦးစီးဌာနကတုတ်ပြန်ခဲ့တာမျိုးရှိလားအင်းစီဒီယံလောက်လိုက်တာ အမကတော့လေတုတ်ပြန်ခဲ့တာရှိလားဆိုတော့သူတို့ကရအောင်ပြန်ခေါ်တယ်အမကိုသိမလား ရအောင်ပြန်ခေါ်တယ်ဒါပေမဲ့အမတောင်လျှောက်ငင်းခဲ့တယ်အိမ်ထိတော့လာမလို့ပြောတာလူကြီးတွေကဒါပေမဲ့အမလုံအောင်ကိုရှောင်ထွက်သွားတယ်နောက်ဆုံးရှောင်ပြီးနေနေရတဲ့အနေအထားတွေရောက်သွားတယ်ဒါပေမဲ့အဲ့ဒီပေါ်ကနေပြီးတော့နောက်ပိုင်းခေါ်လို့မရမှန်းသိတော့တော့တို့လက်လျှော့သွားတယ်ရမလားဆိုပြီးတော့ဗောခေါ်ကြည့်တာဗောနော်ဒါပေမဲ့မရဘူးဆိုတာသိပါတယ်လေဟိုဆရာတို့ကလည်းရှင်တွေကိုစောင့်ကြည့်နေတာဗောအဲနောက်နောက်ဆုံးသူတို့လက်လျှော့ရတယ်ဗောအဲ့ဒီလောက်တဲ့နောက်ပိုင်းမှာအမဘယ်လိုလဲဆိုတော့စီရီယန်လောက်တာကိုကိုပေါ့ကိုဂုံယူတယ်ဂုံယူလို့ဆိုတာလေလူရတတန်ညီမရဲ့နှစ်တရာဗောနော် နော်လူရဲ့တတ်100ဆိုပါတော့100တရာမှလည်းတကြိမ်ပဲရတဲ့အခွင့်အရေးသိလားအဲပေါ့အဲ့လိုအခွင့်အရေးရတဲ့အချိန်မှာအမတို့ကဂုံယူရောစံတန်းဒါကိုလုတ်ခဲ့တယ်တချို့ကတော့အမတို့ကိုပြောတာလေဆိုတာလေအများကြီးပဲညီမတို့ကြားမှာပါစီရီယယ်လုတ်နေအမတို့ကို ဘဝတွေစုပြတ်တတ်တော့ပဲပေါ့နော်တော်လန်ကြီးဘာမှတ်နေလဲဘာထင်နေလဲဘဝတွေစုပြတ်တဲ့နင်တို့ခွက်ဆွေးပြီးတောင်းဆရလိမ့်မယ်လေစီရီလုံးဘာမှတ်နေလေလေအမလီနိုင်ငံတော်မှာတစ္ဆာမရှိဘူးဘာမရှိညာမရှိလို့အဲ့တော့ကပြောကိဆွေးကြတဲ့သူတွေရှိတယ်ပေါ့နော်အများကြီးဘာဖို့လောက်တာလေပေါ့အဲတချို့ကြတော့လေငါတို့ကအဲခုဖက်လည်းမပါဒီဖက်လည်းမပါငါတို့ကကိုလုံးပြီးကိုလုံးနေတာဆိုလိုပုံစံမျိုးနဲ့အဲအဲ့လိုပြောခဲ့ကြတယ်ပေါ့နော်ဆိုတော့ကိုထက်လုံးသက်များတဲ့သူတွေလေအများကြီးပါပဲဒါပေမဲ့အဲ့လိုနေခဲ့ကြတယ်တချို့ပါလာကြတယ်တချို့ကပြန်ပြီးတော့အဲအကျိုးကြောင့်နေပြောပြီးတော့ဝင်သွားကြရလေရှိရပေါ့နော်ဒါပေမဲ့အမတို့အတင်းမပြောပါဘူး မေစီရီယံလောက်တာအမအဲ့တုန်းကလုတ်သက်20ခွန်ပေါ့နော်လုတ်သက်20ခွန်ဆိုရင်လုတ်သက်များလို့ပြောရမှာပေါ့နော်အခုလို၄နှစ်ကာလကြော်ပါညာဆိုအမဟိုပစ်စတောင်ယူလို့ရပြီနှစ်သုံးစင်းနဲ့ဆိုယူလို့တောင်ရနေပြီဒါမဲ့ဟိုကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလေမမကန်ကန်ပဲယနေ့ရှင်ဒီပေါ့နော်အဲ့မယန်မလေးနဲ့ဆုံးဖြတ်ချက်ခဲ့တာဒါနှစ်တရာမှာတချိန်တာရတဲ့အခွင့်အရေးဆိုပြီးတော့အမကုန်ယူဝင်ကြဆော့နေအခုရှင်ဒီဒါမဲ့အခုစီရီယံလုတ်နေတဲ့အချိန်မှာလဲအမတို့ကအလကားနေတာမဟုတ်ဘူးအမတို့ရဲ့အစိုးရ မတို့ရဲ့အစိုးရရဲ့လက်အောက်မှာမတို့တာဝန်ထမ်းဆောင်နေတာမကားနေတာမဟုတ်ဘူးပေါ့နော်အဲအဲ့ကြောင့်ဘို့ကိုယူရပေါ့ညီမအမောက်ကိုရောပုံမှန်ရင်းနဲ့ထုတ်ခဲလာရှိလားရှင်စီဒီယံလုံးဖို့အတွက်အမောက်ကိုလှုံ့ဆော်တယ်ပေါ့နော်အဲအဲ့လိုမျိုးတွေတော့အမောက်ကိုထုတ်တဲ့စာတွေမှာပါတယ်အဲ့ပြင်းမှုတွေတော့အဲ့လိုမရေးထားဘူးစီဒီယံလုံးဖို့တက်ကိုဥစားမှုတော့လုံးသူဆိုပြီးတော့အဲ ရေးထားတော့ရှိတယ်မမမမှတ်တော့ဘူးဒါပေမဲ့အဲ့ဒီစာတွေကအမစီမှာမပါလာတော့ဘူးရေးနည်းစောင်းနေတော့ရေးထားတယ်ရှိရဲ့အဲ့လိုမျိုးတွေခုနကအမပြောခဲ့တယ်လို့ပေါ့နော်ဒီအမကဒီအမှုပညာဟင်ချင်းမှုတက်ကလို့ပေါ့နော်ဒီအမှုပညာလောက်ကိုအမအရန်ဝါသနာပါလုံးလို့အမလုတ်တယ်လို့လည်းကြားသိရတယ်ပေါ့နော်အခုလို့အမနှစ်သက်မြင်လို့ရတဲ့ဒီအမှုပညာလောက်ကိုဆွန့်လွတ်ပြီးရောလေဒီလက်ရှိပေါ်တော့လွေဦးတော်လည်းရေးမှာအမ CDN ဝင်ပြီးတော့အမရွေးချယ်လိုက်တဲ့အပေါ်မှာရောဘလို့ခန်းစားရလဲအလောက်ဆွလွတ်လိုက်ရတဲ့အချိန်မှာအမ အိမ်မှာနေပြီးတော့လေမနေတဘူးဖြစ်နေတာတိလားဘာလုံးလုံးလုံးမသူမနေတဘူးဖြစ်နေတာအဲ့မနေ့မိုးလင်းရင်အမယုံသွားနေပြီလေနော်ကိုနိုင်ခွဲဆိုယုံရောက်စင်းနိုင်ဆိုယုံရောက်ဆိုရင်ရောက်တဲ့ချိန်မှာအိမ်မှာတကယ်ကိုမနေတဲ့မထိုင်တဲ့နဲ့ဘာလုံးလုံးလုံးမှမသိဘူးအဲ့လိုမျိုးတွေစိတ်ခံစားမှုကလေအဲ့လိုမျိုးတွေဟိုတတော်ကြီးကိုဖြစ်ခဲ့တဲ့ချိန်မှာငါဘာလုံးရမလဲမသိဘူးဆိုတော့အဲ့လိုအတွေ့ပေါင်းများများစွာအဲ့လိုဝင်နေပြီးတော့ညာအိတ်ခါနေဘုရားရှိခိုးတဲ့ခါကြာရင်အဲ့မျက်ရည်ပေါက်ပေါက်ကြတယ်အဲ့လိုမျက်ရည်ကြားခဲ့တယ်ပေါ့နော် အဲကိုတသက်လုံးပေါ့နော်လှုပ်လာခဲ့တယ်လို့အမဆုငငယ်လေးကလေးကလှုပ်ခဲ့တာကွာလှုပ်ခဲ့တာဆိုတော့ဟိုမိသားစုတွေနဲ့တောင်မှအဲ့လောက်မတွေ့ရဘူးယုံမာကညီကမောင်မတို့လိုပဲဟိုအိုဘခင်တွေ့တယ်ပေါ့နော်ဘဝတစ်ခုလုံးကလေဆိုတော့အမတ်ပန္နရာကြောင်းဆင်းပြီးတော့ယုံကနေပြီးတန်းခန့်လိုက်တာတကယ်ကိုမိသားစုလိုမျိုးပဲယုံကလေဆိုတော့ဖျက်တန်းခဲ့တာဆိုတော့လေတော်တော်ခံစားရတယ်အဲ့ ဝါသနာကလည်းကိုကအဲတကယ်ကိုပါတာပေါ့နော်ဟိုကြံခဲ့တဲ့သူတွေဝါသနာပါတယ်ဆိုတာဟိုအမရုတော့မင်းမင်းမထင်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်တယ်ဆိုတာလည်းဘာလဲမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပဲလေနော်ဒီလိုမတရားလုပ်နေတဲ့အပေါ်တွေပေါ်ဒီမှာအမရုတွေနှစ်ပေါင်းမြောင်များစွာကြာလာပြီးဖြစ်တဲ့ဒီအနာရှင်စနစ်အောက်ကနေပြီးတော့လွတ်ချင်နေပေါ့နော်ပြီးတော့လက်ပြလုံချင်တယ်ပြည်သူတွေအတွက်ငါတို့ဘာတွေပေးဆက်ရမလဲငါတို့အမှုပညာ အဲတမားတယောက်နေနဲ့အနုပညာရှင်တယောက်နေနဲ့ဘာတွေလုပ်ပေးနိုင်တယ်လဲဆိုတော့ပုံစံမျိုးကိုအဆုံးဖြတ်ချက်ချတဲ့အချိန်မှာအမတို့ဆုံးဖြတ်ချက်ကယနေ့ရှင်ဒီမှာမှောက်ဖို့တော့နောင်တရလာဆိုတော့လည်းမရဘူးဒါပေမဲ့တအားခံစားခဲ့ရတယ်အဲ့ဒီချိန်မှာအမမနေတဲ့မထိုင်တဲ့ဖြစ်တော့နောက်ဆုံးအပြင်မှာအကတင်တန်းလေးတွေအမတင်မဲဆိုပြီးတော့အကအကတွေအဲ့လိုမျိုးအိမ်နေမှာပေါ့အဲ့လိုလိုက်တင်တာဆိုတော့နင်းနေစိတ်ပြေသွားတယ်ဒါပေမဲ့နောက်ပိုင်းမှာ CDN တအားဖမ်းလာတာလေးနင်းမဖမ်းတဲ့အချိန်မှာအမအိမ်မှာနေလို့မရတော့ဘူးဆိုတော့တတိပေးကြတာရှိပေါ့နော်ရှောင်းတော့ရှောင်းတော့ အဲယုံကလည်းတချို့ဟိုဟွာတွေကကိုယ့်ကိုချစ်ခင်တဲ့သူတွေကလည်းအိမ်မှာမနေနဲ့တော့ရှောင်တော့တော့လေအဲ့လိုမျိုးဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ပေါ့ဆိုတော့အာတချို့အပြင်ကလူတွေကလည်းအဲ့လိုစီရီယန်တွေဟိုဖြစ်တဲ့အချိန်မှာအမအိမ်မပြောတော့ဘူးလေဒါတွေကစီရီယန်ဝင်လာတဲ့ဝန်ထမ်းတိုင်းခံစားရမှာညာအိမ်မပြောဘူးတန်တိုင်းနှစ်နာရီတည်းအဲ့လိုမျိုးတွေနာဆွင့်နေရတာအဲတခခုမြအဲ့လိုဝင်လာခင်းရင်သူတို့တွေဝင်လာခင်းငါဘယ်နှားပြေးရမလဲဘယ်နှားရှောင်ထွက်ရမလဲဆိုတော့ဥစ္စာကြီးတွေကလမ်းလမ်းတွေကအစားအဲ့လိုရှာတားရတာဒါပေမဲ့ ရင်းနှီးမထိတ်ထိတ်နဲ့အဲ့လိုနေခဲ့ရတယ်ဖြတ်တန်းခဲ့ရတယ်ပြီးရင်နောက်ဆုံးဖမ်းတဲ့အချိန်တွေမှာအမကိုအိမ်မှာမနေခိုင်းတော့ဘူးမမနေဝင်တဲ့အတိအိမ်ဒီမှာနေဟိုအိမ်ဒီမှာနေနေတော့ဖုန်ကြီးเจ้าနေမှာနေခဲ့ရတယ်အဲအဲရေငုံမျိုးပဲပြီးနေခဲ့ရတယ်လာဘောမြောင်များဆိုနေခဲ့ရတယ်အဲ့ချိန်မှာလဲအစီရင်တွေကလည်းတည့်ရတိုင်းပဲအစီရင်တွေတိုင်ခန်းနေတဲ့အချိန်မှာအစီရင်တိုင်ခန်းလိုက်ရင်လဲသူတို့ကတော့နေစုပေမဲ့အကုန်လုံးကကြောက်နေရတာလေဖမ်းနေရကိုရရဆက်ဆက်လေးဖမ်းနေတဲ့အချိန်မှာအစီရင်တိုင်လိုက်လို့လာစေးရင်လဲတော့ကိုယ်ကြောင့်နဲ့သူတို့တခုဖြစ်သွားမှလေးစိုးစိုးရတယ် စိုးရင်ရတဲ့ခါကျတော့ဖြစ်ပါဘူးဆိုတော့အနောက်ဆုံးဖုန်ကြီးကြောင့်လည်းရောက်တော့ပြန်ဟောအဲကျောင်းထဲမှာလည်းနေခိုင်းတယ်ဒါပေမဲ့ဖုန်ကြီးကြောင့်မှနေတော့လေဧည့်သည်တွေကလိုင်းလိုက်တဲ့ဧည့်သည်ဘောမတွေဟိုဟွာတော့အများစုတွေ့ရတယ်တွေ့ရခါကျတော့အော်မဖြစ်သေးပါဖုန်ကြီးကြောင့်ပဲလေနော်လာကြတာကိုလာကြတော့မလုံဆုံတော့ဘူးလို့ကျွန်တော်နောက်ဆုံးအိမ်ကိုခဏပြန်လာတယ်အဲရက်ွက်အချင်းတွေလို့စုံစမ်းတယ်ဘယ်လိုရှင်နေစီမလာပါဘူးပေါ့အိမ်ကိုဆိုတော့နောက်ဆုံးဘလိုမျိုးဒီတိုင်းနေတော့မရတော့ဘူးဆိုတော့အမအမျိုးသားကိုလည်းအမရောက်ကမအမတညတည အိတ်တဲ့အချိန်မှာအပန်ကစုံညောင်ရီသုံးပွဲတငယ်ချင်းတယောက်ရဲ့အလှမှာအမတို့တရှင်းလေးပါဆိုလို့ဆိုခေါ်တာတညတော့အိတ်တာမှာအိတ်နေဝင်ဖမ်းလာဝင်ဖမ်းတော့အမအမျိုးသားကနိုင်ွက်လောက်အလိုအလိုလေးမှာကတ်တီလေးလွတ်သွားတာအမကကျတော့ဘေးအိမ်ကိုတက်ပြီးတော့ပြေးသွားတာ ပြီးပြီးတက်လိုက်လို့လွတ်သွားတာပေါ့ဒါပေမဲ့တအိမ်လုံးကိုမမွေနောက်ပြီးတော့အကုန်ရှာတယ်ပေါ့အဲသူတို့နဲ့ပူပန်းဆောင်ရွက်ပါဆိုပုံစံမျိုးပေါ့နော်သူတို့လာမေးကြည့်တာခဏလာခေါ်တာပါပေါ့ဆိုပုံစံမျိုးတွေနဲ့အမအမျိုးသားကိုလည်းလာကြအဲ့တုန်းကအမကိုသူတို့စီရီယယ်မန်းလည်းမသိဘူးဒါပေမဲ့ဓပုန်တွေပါလေချိန်ထားတယ်အဲမိသားစုပုံတွေရိုက်ယူရတယ်အကုန်မေးမြန်းတာပေါ့မေးမြန်းစရာချက်မေးမြန်းပြီးသူတို့နဲ့ပူပေါင်းပါဆိုပုံစံမျိုးနဲ့အဲ့ဒီအချိန်ကနေစပြီးတော့အိမ်တကားကိုဒီလိုမျိုးပဲလေအိမ်တကားကရခွမတွေအိမ်ကတုံးထက်လေတုံးထက်ကိုပန်တော့တင်နေဖြတ်တာအမေအမဘေးအိမ်ကကြားနေရတာအာတော်တော်လေး အထစ်တင်မှာရှိတဲ့ဒီကလေးစားလေးလေးကြွေချမတက်အဲ့လိုမျိုးကြောက်ခရရတာသိလားတို့တော်တော်ကြီးကိုလေပြောပြပြတတ်ဘူးသိလားအထစ်တင်မှာလေအဲဘာလူကဘာဖြစ်နေမဲမသိဘူးဟဲ့အပြင်ထွက်ရှင်နေရလားဘာလဲအင်တာသောရှင်နေရလားအဲ့လိုမျိုးတွေပြေးတထုနေတာဖြက်ဖြက်စင်းနေတာလေတကားတွေဖြက်စင်းနေတဲ့အတန်လေးကကုန်ကြားနေရတာဘေးကအဲ့ချိန်ကနေစပြီးတော့စိတ်စိတ်ရခံစားမှုတွေလေတော်တော်ကြောက်စက်ကောင်းတယ်ညီမအကိုဖြစ်ခိမအကိုကိုသိတာပေါ့နော် ပြီးတော့အဲ့ဒီနေရာနေစပြီးတော့ အမတို့တွေရန်ကုန်မြို့ပြင်ကိုထွက်ထွက်လာခဲ့ရတာအဲ့အိမ်မှာရန်ကုန်မြို့ပြင်ထွက်တော့အိမ်မှာအမတို့တွေတနေရာကိုသွားဖို့အတွက်ကိုပေါ့နော်ဟိုဘာလဲဆုံးဖြတ်ခဲ့တွေချရတော့ပေါ့တော့ငါတို့နေလို့မရတော့ဒီတိုင်းနေရင်လည်းဖမ်းခံရမယ်ဆိုတော့အဲ့ဒီအိမ်မှာနေကလေးကအမတို့ကလည်းဒီအမှုပညာနဲ့တော်လန်နေတာကွာတရှင်းလေးတွေနဲ့တရှင်းလေးတွေနဲ့အဲ့ပန်ပိုးပင်းနေရလေလင်မြန်းနှစ်ယောက်စလုံးကပန်ပိုးပင်းနေတော့ဆိုလိုက်ဟိုကလေးလုံးလဲနောက်ဆုံးစတူဒီယိုတွေကအမတို့အဲ့တော်လန်နဲ့ပတ်သက်ရင်လက်မခံတော့ဘူးနောက်ဆုံးအိမ်မှာလုတ်တယ် ိမ်မှာလှုပ်တယ်အဲ့ဒါလေးနဲ့ဟိုဗာလဲလူတဲ့နေရာလေးကိုပန်ဖို့ပင်းနေရတချင်းလေးတွေနဲ့အလီမျိုးတွေပန်ဖို့ပင်းနေတဲ့ခါကျတော့ဒီမှာနေတော့လေငါတို့ဖြစ်မှာမဟုတ်ဘူးတနေ့မို့တနေ့အဖမ်းခံရမယ်ဆိုတော့စိတ်နဲ့အဲ့လူမြောက်နေမျိုးကိုအဲ့လမ်းရောက်နေနဲ့ဆက်သွေးပြီးတော့ရောက်သွားရပါတော့ကျမလေးအမဒီလူမြောက်နေမျိုးကိုရောက်ရှိလာပြီးတော့ပေါ့နော်အမအနေနဲ့ဘာလေးလှုပ်ရှားနေလဲရှင်လူမြောက်နေမျိုးမှာအမတို့ရောက်ခါစားတော့ကဘာလဲပြည်သူအောင်ဝဲဆိုပြီးတော့အငင်းတစ်ခုလေး အရင်တခုရိုက်လိုက်တယ်လေဟာငါကောင်နဲ့ပေါ့နော်အဲ့အဲ့တုန်းကလည်းမပြည့်မစုံတဲ့ညီမရဲ့တော်တော်ခက်ခဲပါတယ်ဒီဒီအငင်းကွင်တကွင်စားဆင်ဖို့အတွက်လေပစ္စည်းတွေအာတော်တော်ကြီးကိုအမမလည်းမိတ်ကက်ပစ္စည်းတွေမပါဘူးအဲ့ဒါတငယ်ချင်းတွေမန္တလေးကတငယ်ချင်းတွေကအိုစားတွေပို့ပေးမိတ်ကက်တွေပို့ပေးတော့ရှေ့ရလေးနဲ့ကြံပြပြီးတော့အဲ့အငင်းကွင်ကိုခက်ခက်ခက်ခဲကနေပြီးတော့ဟာလေ ရိုက်ရိုက်ကူးတင်ဆက်လိုက်ရတယ်ပေါ့နော်အဲ့ဒါလေးကလည်းမှမရရရှိတယ်ဟိုအဲ့ဒီနောက်ပိုင်းတွေမှာလေတို့ကကမ်ပိန်းပွဲတွေပဲတော်တော်များများကိုလုပ်ခဲ့တယ်ပေါ့နော်ဘာလို့ဆိုတော့အမတို့လုပ်ပေးနိုင်တာအနုပညာပဲလေနော်အနုပညာနဲ့လုပ်ပေးဖို့အတွက်ဒီဒီရောက်လာတာဆိုတော့ဒီကိုနဲ့ကိုကိုလာပြီးတော့ဖိတ်တဲ့ကမ်ပိန်းတွေပွဲတွေကတော့ယနေ့ရှိတီတပွဲမှမငင်းပါဘူးတော်တော်များများအနုပညာနဲ့တော်လန့်ခဲ့ရေပေါ့နော်ကမ်ပိန်းပွဲတွေပေါ့ ဒီအခုလိုခက်ခဲတွေကြာနေပြီတော့ဗောနော်အမဒီအမတက်မြောက်ထားတဲ့ဒီအမှုပညာအလုံးနဲ့ဒီစစ်ဆောင်ကန့်နေမှာဗောနော်အမအနေနဲ့အကူအညီပေးနေရကိုလည်းတွေ့ရတယ်။အဲ့လိုက်ရင်လည်းပတ်သက်ပြီးတော့ပြောပြပေးလို့ရမှာရှင်။ဟုတ်တယ်။စစ်ဆောင်နေဥမာဗောအဲ့ဒီဟိုထိုင်းမက်တွေကအဲ့ဒီဟိုရိတ်ခါတဲ့ပန်ပိုးတာကြီးရှိတယ်။ပန်ပိုးတဲ့ဥစ္စာဆိုအမတို့ဝိုင်းဝန်းပြီးတော့ကုညင်ပေးတယ်ဗောနော်။ ဥမာအဲစစ်ဆောင်တွေဖက်ဒီမှာရော်ရော်မှာအင်စီဘလောက်ရှိလဲလို့ဆိုအဲ့ရနေပြီးတော့ပတ်ဆိုင်ရာတရရုပ်ကိုဥမာအင်စီရင်တင်နေအဲ့လိုမျိုးအဲ့မှာရိတ်ခါတွေပေးတယ်ပေါ့ရိတ်ခါပေးတဲ့ပေးတဲ့အချိန်မှာအမတို့ဝိုင်းဝန်းပြီးတော့နိုင်တဲ့ဖက်ကနေအကုန်လုတ်ပေးတယ်အဲသူတို့လေအပျော်အောင်ဆိုပြီးတော့အော်တချင်းစုပေးရတယ်ကပေးရတယ်ပေါ့နော်ဒါကတော့အဲစိတ်စိတ်ပျော်ရွှင်အောင်ပေါ့နော်အဲ့လိုမျိုးတွေဖန်တီးဖိအရာတွေရှိတယ်ပေါ့နော်အဲ့ဒါမမရရ အဲ့ဒီမှာជីជីမမပွဲတွေကတော့ဘာမှလုံးလို့မရဘူးညီမအဲ့ဒီနေရာတွေမှာလေအဲစင်လေးတွေဆိုရင်လည်းတင်မလားတော့တုံးထက်သားလေးဟိုကလေးနင်းနေပပအောက်ကနေဂေလုံးနေခံပြီးတော့အဲ့လိုကပိတ်ခေရာရေးရှိရပေါ့နော်ဒါလေးတွေကတော့ဒီတလန်ကြီးကလာမှာအာလေမမရရရှိစတဲ့အရာတွေပေါ့နော်အဲ့လိုတော်တော်အတူတူလည်းပျော်ကြတယ်အဓိကတော့ ဟိုစိတ်ခွန်အားတစ်ခုသူနုပညာနဲ့ပေါ့နော်အဲပြည်သူတွေနဲ့တသားလေးရှိနေရတကယ်လို့တသားလေးရှိနေရအမားတို့ကလေပြည်သူတွေကပေါက်ဖွားလာတဲ့အနုပညာအာတမဖြစ်တယ်ဒါပေမဲ့ပြည်သူတွေနဲ့တသားလေးရှိနေရဟိုသူတို့လက်တွေ့ကြကြပေါ့နော်အဲ့လိုမျိုးလေးစကားလေးတွေပြောချင်းသူတို့ပြောတာပေါ့ဒီဘော်လေးလေးရှိတယ်ဟိုကသူသူတို့ပြောတယ်အတိကစိတ်ခွန်အားလေးစိတ်ခွန်အားရှိမှလူကလေးကျမ်းမာမှလေးဆိုတော့အဲအဲ့လိုမျိုးအတူတူငါတို့ရှိနေတယ်ဆိုတော့စိတ်ကလေးကိုပြတာပေါ့နော် ဒါနဲ့လေဒီတော်လန်တချံမှာလည်းအမပါဝင်ပြီးတော့အကတင်တာကိုလည်းတွေးရရပေါ့နော်အကတင်နေချတာကိုလည်းတွေးရရဒီတော်လန်တချံနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ဖြစ်ခဲ့ရလဲရှင်တော်လန်တချံကိုသူတို့အကလည်းပါတင်ဖို့ခေါ်နေရကြပြီအဲ့ချိန်မှာအမအဲ့မှာတုံးလာပိုင်းတော့အမမွေးလေးလေးလောက်တော့အဲ့မှာအမအမနေခဲ့တဲ့နေရာလေးတွေမှာပြန်ပြီးမွေးလေးပြန်လောက်တယ်ရိတ်ခါလေးတွေတူတယ်ပေါ့အဲ့ရနေပြီးတော့အဲတက်မာတွေကနေပြီးတော့ဒီမေဆောက်ကိုတက်လာပြီးတော့အဲ၄ရက်၅ရက်လောက်ပဲအလိုလောက်ပဲရှိတယ်အမအဲ့ဒီ သူတို့ဒီမှာရှိတဲ့အဖွဲ့အစည်းတွေပေါ့နော် CDN အဲ CDN အဖွဲ့အစည်းတွေရှိတယ်နောက်ပြည်သူ့မှုတွေအဖွဲ့တွေကိုအမအချင်းအကတွေပြေးပေးတာသူကတရှင်းကသူဒီတရှင်းကကြင်နေပေါ့အဲဒီတရှင်းကကြင်နေဆိုတော့သူတို့အဖွဲ့အစည်းမှာသူမီတင်လုပ်ကြတယ်အဲတခြားအဖွဲ့လေအများကြီးရှိပေါ့နော်အဲ့မှာဒီအဲတရှင်လေးတွေသူကသူရွေးလာကြတယ်ဒီတရှင်နဲ့ကမယ်ဆိုတော့အဲ့ဒါသူတို့အဖွဲ့လေးတွေကိုအချိန်လေးလေးပေါ့အဲတယောက်ကနေခင်းကနေတင်လိုက်၃နိုင်ကို၄နိုင်ဆို၄နိုင်နောက်ပိုင်းမှာအဲနားချင်မရှိဘူးအမအဲ့မှာ ချိန်သိမ့်မရတော့သူတို့ကရိုက်မရက်ကိုတက်မှလိုက်ပြီးတော့အမကူရိုင်းလေအဲ့ဒီမှာကပြတ်ထားတယ်ပေါ့နော်အဲအဲ့လိုပါလေဒီဒီချစ်ပန်းအဖွဲကနေပြီးတော့လေစီရီယံအဖွဲကနေပြီးတော့အမအဲ့ဒီဖွဲမှာလေအဲပါလေကိုကိုရိုင်းလေးကပစ်ထားတယ်အဲကျောင်းဆရာအိမ်မောင်လေးလွင်ကိုဦးကလေးဆိုရဲအမကိုတိုင်းကပေးရတယ်ပြီးရင်းတွေလေအမတော်တော်များများအဲ့လိုသင်ပေးလိုက်တယ်ပေါ့အဲအဲ့လေးမမေးရပေါ့ငါတို့တကြံမှာအဲ့တကြံတော့ကလေးလေအေးတကြံမဟိုကလည်းငလျင်မတိုက်ခင်လေး ကရတဲ့နေတဲ့အချိန်အဲ့နေရတပတ်ခါလောက်မှရိုက်တော့မှငလင်းလှုပ်သွားတာလေအဲ့ဒီအချိန်မှာဘာလုံးမှမမတူဘူးဆိုတော့အဲ့မှာမတို့ဈေးထဲမှာတိလာမေဆောက်ဈေးမှာပစ္စည်းတွေဝင်နေကြတာအဲ့ accessory ပစ္စည်းတွေပေါ့ဝင်နေကြတဲ့အချိန်မှာအဲ့မှာငလင်းလှုပ်တဲ့အချိန်နဲ့တော့ကြုံခဲ့ရသေးတယ်မမေရာဒါမဲ့ကိုကဒီမတိုက်ခင်ကလေးကတောက်လျှောက်လှုပ်လာတာဆိုတော့ဒီလုပ်ကိုဆက်လုပ်ရတာပေါ့နော်အခုလိုလှုပ်ဆောင်ရတဲ့နေရာမှာရောပေါ့နော်အခက်အခဲတွေရှိမှာပေါ့နော်ဒီအခက်အခဲတွေကိုကြော်ဖြတ်ရခဲရတဲ့အခါမှာရောဘယ်လိုရာတွေအမှတ်တွေအမှန်ဖြစ်စီရလဲရှင့် တက်မဟာတင်းမှာနေတော့ကတော့မုံချက်ခဲ့တာလေတော်တော်မုံချက်ခဲ့တယ်။တက်နဲ့မူလင်းကျလိုက်တောင်းနေပေးကြည့်ရလေ။ဟုတ်ဆိုအမတို့ရဲ့ဘဝအမှန်တည်းမဟုတ်ဘူးလေနော်။မူရင်းဘဝတွေကိုအမတို့ခဏမေ့ပြီးတော့ဒီကလောက်ကိုဖျက်တမ်းနေရတဲ့အချိန်မှာဆိုတော့ဆိုတော့ဟိုဝနေ့ကရတဲ့ရက်တလေးရှိရဒါပေမဲ့ဟိုကိုလျှောက်ခဲ့တဲ့လမ်းကမမှားဘူးဆိုတာကိုလည်းယုံကြည်ချက်ကအပြစ်ရှိတာဖြစ်တဲ့အတွက်အဲ့ဒါကိုပြန်ပြီးအားယူတယ်ပေါ့နော်။ဆိုတော့ငါတို့ငါတို့ကမှန်တဲ့လုပ်ကိုလုပ်နေရပဲ။ဆိုတော့စိတ်နဲ့အဲ့လို ဘလောက်ထိတော့မှမမရဖြစ်နေဆိုတော့တခါကျန်အခုပြောရင်တော့ရည်စရာဖြစ်တော့မှာပေါ့အမအဲ့လိုမျိုးတွေသမီးတွေပါဆက်တာမီးတော့မဖို့တက်ဘူးလေနော်မီးတော့မဖို့တက်ဘူးဆိုတော့ထင်းနေပါလေကောက်ကိုပါကိုချက်ရတယ်ဆိုတော့ဘဝမှာတခါမှလည်းမလုပ်ဘူးအဲ့ဒါတွေကလေလောက်ဖို့တော့အဲ့ဒါတွေကိုတော်တော်ကိုလေဟိုလေပောက်ကွေးတာတိလားအဲ့လိုမျိုးပေါ့နိုင်ခွက်လောက်ကြော်ရတယ်အဲ့လိုမျိုးဟိုဗါလေဟိုတခုချက်ဖို့အဲ့လိုမျိုးအချိန်နေယူရတယ်စိတ်ညစ်ခဲ့ရတယ်ရက်တွေရှိတယ်အဲ့ပြီးတော့တခါကြရင်အငငယ်စတိလေး ဖြစ်တယ်ပေါ့နော်အငယ်ဆက်ဆိုပါလေမိဖအနေခွင့်နေရတယ်အမမိဖတယ်ဆိုရင်လည်းဟိုအမဆိုရင်ရခိုင်ပေါ့နော်ရခိုင်အဲဆိုတော့မိဖတွေနဲ့ရခိုင်တခုရခိုင်တခုလို့မှာအင်တာနက်တွေကဖြစ်တော့ထားတာအဆက်အသွယ်တွေမရအဲအဆက်အသွယ်တွေရတဲ့အချိန်ကလည်းကြုံလိုက်တယ်ပေါ့နော်ကြုံလိုက်တဲ့အချိန်မှာအေးဖုန်းတွေပါလေပြောရတယ်နောက်ပိုင်းတွေမှာအဆက်အသွယ်တွေမရအင်တာနက်ဆိုတာဝေလာဝေးဖြစ်သွားတဲ့အချိန်တွေမှာတအားဝန်းနေတာတခုဖြစ်တော့မိဖတွေတခုဖြစ်နေတော့မှအမသိမှမဟုတ်ဘူးဆိုတော့ပုံစံမျိုးတွေနဲ့နောက်ပြီးတော့အမအဖေ ီးခဲ့တဲ့နှစ်ကဆုံးသွားတယ်ဒါပေမဲ့အမအဖေရဲ့နိုင်ရေးကိုတော့အမမြင်ခွင့်မရှိဘူးလေအဲဒီတော့ဆိုအမလာနေရှိပြီးတော့အဲ့လိုဝန်နေခဲ့ရတယ်ငိုငိုပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေချက်ကန်းခဲ့ရရင်ရက်တည်ရှိရပေါ့ကွာအဲ့လိုမျိုးတွေဒါလည်းတစ်ခါကြရင်ဘလို့ဖြစ်သေးရလဲဆိုတော့အော်ငါတယောက်တည်းမှမဟုတ်တာပေါ့နော်ကုတဲ့ဆိုးတဲ့ဘဝတွေအများကြီးရှိတယ်ပေါ့နော် ုတက်တော်တော်ကြီးကိုဆိုးတဲ့ဘဝတကယ်လေးရှိပါတယ်ဗောနော်အဖေကိုအဖေရဲ့နိုင်ရတော့မှအမဟိုမိခွေမရှိဘူးဗောနော်ဘယ်လိုလဲအတောက်ရှိအောက်ခနေပြီးတော့ညီမဖုံးလာဆက်တဲ့အချိန်ညီမပြက်တော့ပြက်တော့နဲ့အဖေဆုံးပြီညီမကောင်းဖြစ်တာကိုတော့ပြောရတယ်ဒါပေမဲ့အဖေဆုံးပြီအေးချပိုင်တပတ်တွင်မှာအဖေဆုံးသွားတာအောက်ဆီဂျင်တွေကျပြီးတော့ဒါပေမဲ့အမအဖေကဆေးကုသခွင့်မရခဲ့ဘူးစစ်တွေမြို့တွေသွားလို့မရဘူးပပက်လေမှာကကိုလုံးကသူတွေကခံတဲ့လို့ပိုင်းတွေချတာလား ဆေးကူတော့မရဘူးအောက်ဆီဂျင်ကြကြပြီးတော့တက်ချွတ်ကြပြီးတော့လည်းအဲတပတ်အတွင်းမှာတည်ဝရတာတကယ်လို့ခေတ်ကာလကောင်းတဲ့အခြေဆိုရင်တော့တည်ခြင်းမှတ်တင်မှာပေါ့ပေါ့ပလာမျိုးတော့တက်ပြီးတော့ဆေးကူတဲ့ခါကျရင်အောက်ဆီဂျင်ပေးလိုက်ရင်ချစ်ရှင်ရှင်ချင်းရှင်မှလည်းတော့အခုလူလူတော်တော်ကြီးကိုခံစားခဲ့ရတယ်ဆိုတော့ဒါမဲ့လည်းဟိုဖြစ်ပြရတာပေါ့အကုန်လုံးကဒီကလောက်ကိုဖျက်ကျော်နေတဲ့အချိန်မှာကိုတယောက်တည်းမှမဟုတ်တော့ဘူးနော်အကုန်လုံးချိုးနေရတယ်မရရဲ့စစတဲ့နဲ့သူတို့လောက်ချက်ခင်းရတဲ့ဥစ္စာတွေက ိုဆူဆူဝါနဲ့ဂျုံနေရတာတွေကိုပြန်ပြီးတော့ခြေသိရတယ်ပေါ့နော်ဆိုတော့တာဝန်နေခဲ့တဲ့အဲ့လိုမျိုးအဲ့လိုမျိုးရက်တည်ရှိတယ်ဒါပေမဲ့ဒါပေမဲ့လည်းဟိုပြန်ပြီးတော့ဂျီနာစရာတွေကို အားဖြင့်နဲ့လုံးရတာပဲပေါ့နော်မလုံးလို့မရဘူးအမတော်တာဝန်တစ်ခုအနေနဲ့ဒီလမ်းကိုရှောက်ခဲ့တာဖြစ်တဲ့အတွက်အဲအဲ့လိုမျိုးဝန်နေနေလဲပွဲတွေရှိတက်ပေးရတယ်ကပေးရတယ်ပေါ့နော်ဒါပေမဲ့ဒါလည်း လုပ်ရမဲ့တာဝန်တစ်ခုအနေနဲ့ခံယူရတာဖြစ်တဲ့အတွက်ဒီလိုမျိုးရှေ့ပန်နေရတာပေါ့ခြေခွေခရရတဲ့ရက်တွေဝန်နေခရရတဲ့ရက်တွေကညီမရဲ့အမတယောက်တည်းလည်းမဟုတ်ပါဘူးဘောနော်ဒေါ်လာရေးကိုပါဝင်ခဲ့တဲ့ဟိုသူတွေအကုန်လုံးကတော့အနည်းနဲ့အများပါဘောနော်ကိုလုံးကဒဏ်ရာတွေနဲ့ပေါ့နော်ပြင်းနေကြတာပေါ့နော်ဆိုတော့အဲ့လိုပဲဖြတ်တန်းပြီးတော့ပဲ အားဖြစ်နေပြန်ပြီးတော့တိဆောက်ရတာပေါ့လေကိုကအမလိုပဲဒီအခုလက်ရှိနေဦးတော်လည်းရင်မှာလှုပ်ဆောင်နေသူတွေကိုရောဘလို့ခွန်အားတွေပေးခြင်းလဲခြင်းအမတော့နိုင်ရတော်ဝမှာသန်းဆောင်ရရတဲ့သူတွေကကန္ဓာအသီးသီးမှာတော်တော်များများလေးပါပါတယ်တအားကုန်ယူတာသူတို့ကိုလေဟုတ်ဆိုတော့ဟိုကလူဘဝရခဲ့တဲ့လူဘဝမှာပေါ့နော်ဒီကဘာမြေကြီးပေါ်မှာတာဝန်ကြီးကြီးစေခြင်းလေတကယ်လေးဒါမှလူဖြစ်ရတဲ့တန်ဖိုးဆိုတာရှိမှလေနော်ကိုတေခဲ့ရင် တေသွားတဲ့အခါကျရင်လည်းလူတယောက်ရဲ့တန်ဖိုးဆိုတာကတော့ဒါဘိုးစင်းပေါ့စဲဒါတွေကကြံခင်မှာပဲအမတို့မရှိတော့နောက်ပိုင်းမှာလည်းအမတို့ရဲ့မျိုးဆက်တွေကအမတို့ရဲ့ဒီကုံယူဝင်ကြွားပြီးတော့ဒီတည်င်းတွေကမှွေပြန့်နေမှာပဲပေါ့နော်ဆိုတော့ဒီလိုမျိုးဒီခင်မကောင်းတဲ့အချိန်ဒီလိုမျိုးအမတို့နိုင်ငံဒုက္ခရောက်နေတဲ့အချိန်တွေမှာနိုင်ငံတော်ဝန်တွေကထမ်းဆောင်နေရတူတူဆိုတာလေညီမပေးဆပ်ဖို့ဆိုတာလေပြောတာသာလွှဲတာနော် သိလားတကယ်တကယ်ကိုကိုပေးဆက်ဖို့အဆုံးလို့ရေးဖို့တတိဆိုတာလူတိုင်းမှမရှိဘူးလေသိလားလူတိုင်းမှမရှိဘူးပါးစားတာအဆုံးလို့ရေးတယ်ဆုံးလို့ရေးတကယ်တမ်းဆုံးလို့ဖို့ဆိုရင်ဆိုရင်လူတွေကတွတ်တော်ကြရတယ်နောက်ဆုတ်ကြအခုတော်ကရေးကိုကြည့်လေမတော်စီရီယန်နေလုံးလာခဲ့ကြရတယ်အများကြီးအမအများကြီးပဲဒါပေမဲ့တကယ်တကယ်အလုပ်တွေကိုဆုံးလို့ရမယ်အိမ်တွေကိုချိတ်ပိတ်ခံရမယ်ဆိုတော့အမတို့လည်းပိတ်ခံထားရတာပဲလေဆုံးလို့ရမယ်အလုပ်တွေကိုဆုံးလို့ရမယ်အိမ်တွေကိုချိတ်ပိတ်ခံရမယ်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးခံရမယ်ဆိုတော့တို့တွေကအตาလေး ရှောင်ထွက်ဝေါ်ကြပြီးတော့ရုံးပြန်တက်ကြတယ်အဲ့တော့စွန့်လို့ဖို့ဆိုတာပြောချင်တာကစွန့်လို့ဖို့ဆိုတာမလွယ်ဘူးခါကြရင်ဘောနော် သူရေကောင်းသူရေကောင်းဆိုတာတိတ်ခေါ်လို့ကောင်းတာအဲ့သူရေသူရေကောင်းတယောက်ဖြစ်ဖို့အတွက်အနောက်မှာပေးဆက်ခဲ့ရတဲ့ဘဝတွေရင်းခဲ့ရတာတွေကအများကြီးတော့ရင်နာစရာအေးတွေလေနော်ဆိုတော့အဲ့လိုမျိုးကဏ္ဍတိတိမှပါဝင်လာတဲ့အဲသူတွေတူရှိရတံမိုးတွေကတော်တော်ကိုလေးစားစရာကောင်းတယ်ပေါ့နော်ဒါတွေဒါတွေကလေရှစ်သိမ့်ရှိတိုက်တဲ့သူတွေရဲ့စိတ်တက်တယ်ပေါ့နော် အမအပြည့်ခါကြရင် တအားလေးစားတာငငယ်ရွယ်လေးတွေနဲ့ဒီမိန်းကလေးတွေဆိုရင်လည်းအဲမာယာတာဝန်တွေမှာသူတို့ရဲ့အရေးရှင်းတွေရှိရှိတလောက်ပေါ့နော်ထုတ်ဖို့နေကြတယ်လုံနေကြတာဆိုတာလေတကယ်လေးစားတယ်တန်ဖိုးထားတယ်ဒါမှလူပိသားနဲ့လူတွေရောက်ပေါ့နော်အဲ့လိုတွေပြောချင်တာအမအနေနဲ့ရောဖြစ်ဆက်ပြောချင်တာရှိလားရှင်အဲဖြစ်ဆက်ပြောချင်တာဆိုရင်တော့အခုလက်ရှိကအမအမတို့ကဒီတော်လိုင်းရေးတော်လိုင်းနဲ့ပတ်သက်တဲ့ကမ်ပိန်းတွေပေါ့နော်ပြီးတော့အမတက်တဲ့အမှုပညာနဲ့ဒီအငိမ့်တွေဆိုရင်လည်း ။ပြီးခဲ့တဲ့တလောတုန်းကလည်းအငိမ့်တွေရိုက်ထားတယ်။ဒါဒေါ်လာရဲ့ဒီ campaign ကဟိုသူကအဖွဲ့နှစ်ခုကိုစစ်စစ်မယ်ပေါ့နော်။စစ်စစ်မယ်ဆိုတော့အမတို့ကန့်လန့်တယ်ရိုက်ကူးပေးဖို့အတွက်ဆိုတော့အမတို့ကဟိုသူတို့နဲ့လက်စည်းဝေးတွေလုပ်တယ်မိတွေလုပ်တယ်ပြီးတော့ကိုဖြစ်နိုင်မဥစ္စာအလုံးနဲ့ပတ်သက်တဲ့ဥစ္စာလေးတွေကိုသဘောထားတွေကိုညှိကြတယ်။ဟုတ်ပြီဒေါ်လာရဲ့ကိုတကယ်စစ်စစ်မယ်ပညာဆိုရင်အဲ့အခုတလောလုံးကအငင်းတစ်ခုရိုက်တယ်ပေါ့နော်အသိမကြခင်သူတို့လည်းအဲ့ဒါတွေကိုတင်ပါလိမ့်မယ်ဆိုတော့အဲ့လိုလုံနေရရင်အမတို့ကပျော်နေရဟုတ်ဆိုအဒီအလုံးနဲ့အမတို့က သူကအလို့အမှုပညာလုပ်တယ်မလို့ရရင်လူကခါကျစိတ်တက်ကြရတယ်သီလားမကရမခုံရမဆူရရင်လေလူကလည်းစိတ်တက်ကြရတယ်ကကြရင်လေအမှုပညာကစိတ်ခံစားမှုနဲ့လည်းဆိုင်တယ်စိတ်တွေအရန်ကိုစိတ်တွေမှာမပျော်ရှင်ဘူးစိတ်တွေလေးနေတယ်ဆိုရင်အရှင်လေးမဆူရှင်ဘူးလက်တော်မမြောက်ရှင်ဘူးကရင်စိတ်လေးမရှိဘူးဘယ်တော့အမြဲတမ်းကရှင်နားဆိုလို့အမြဲတမ်းကရှင်ဘူးဒါပေမဲ့တော်လိုင်းရဲ့အတွက်ဆိုရင်ဘေးရှင်ဘေးရှင်ပဲအကူကြီးတောင်းတောင်းလုပ်ဖို့ကအဆင်သင့်ဟုတ်ပါလေ ိုနှစ်ခါမပြောရဘူးဟုတ်ပြီတေချာတယ်မှန်ကန်တယ်ဆိုရင်လုပ်မယ်ကမ်ပိန်းနဲ့ဆိုရင်လည်းခါကြနှစ်ပွဲတော့မှညမလားဟိုလေတပွဲမှလည်းအမအလူမခံဘူးအမတို့နှစ်ယောက်အမတို့လည်းများနှစ်ယောက်တပွဲကိုစောစောတက်လိုက်တယ်တပွဲကိုနောက်နေနေဆုတ်လိုက်တယ်ဟိုစဉ်လေးကိုနောက်ဆုတ်လိုက်တယ်ပေါ့အဲ့လိုမျိုးတွေဘာလို့ဆိုမငင်းရက်ဘူးလေနော်ဒီရေပေါ်လေးတွေဆိုရင်ကွာသူကမ်ပိန်းတစ်ခုလုပ်ဖို့အတွက်ဆိုရင်ကြိုပြီးတော့အမတို့နဲ့စကားပြောကြရတယ်မောင်မောင်မေမေကြီးတွေမှသူတို့လေးတွေဂီတာလေးတွေတီးပြီးတော့ဟိုပြတ်တန်းနေရတဲ့ဘဝတွေပေါ့နော်သူသူ သူတို့ရဲ့ဘဝအမောက်စီဒီယံလုတ်တယ်ဆိုတာရေဘော်တွေရှေ့တန်းမှာရောက်နေတဲ့တိုက်ပွဲဝင်တဲ့ရေဘော်တွေရဲ့ဘဝနဲ့ရှင်ကြည့်လိုက်ရင်အမတို့ကအသက်မပေးရဘူးလေသူတို့ကအသက်ပေးထားတာလေဆိုတာအသက်ကလူတိုင်းမှမပေးရတာဆိုတော့အမတို့ကလည်းအမတို့ဟိုစီဒီယံလုတ်ပြီးတော့နိုင်တဲ့ဖက်ကအမှုပညာလေးနဲ့ဒေါ်လာနေတယ်သူတို့ကအသက်ကိုရင်ထားတာသူတို့ကပို့ပြီးတော့လေးစားစရာကောင်းတယ်အဲကြောင့်မို့သူတို့တွေကိုညီတောင်းရင်ဘတော်ဘမငင်းရက်ဘူးသိလားဆိုတော့တအားလေးစားတယ်ဗောနော်ရေဘော်တွေတွေ့တိုင်းလေးအဖေစကားပြောတယ် အဲဆိုတော့သူတို့လည်းပြောတယ်တို့အမားတို့တွေနဲ့စကားပြောရင်အမားတို့တွေကကျွန်တော်တို့တွေကမ်ပိန်းတွေပြပြကိုယူတောင်းဘယ်တော့မှမငင်းဘူးဆိုသူတို့အပြည့်အလန်လေးစားမှုတွေရှိကြတယ်ပေါ့နော်ဆိုတော့လေအဲ့လိုလှုပ်ပင်းနေရကြီးကိုပြောနေရတိလားကမ်ပိန်းပွဲတပင်းနေရလှုပ်ပင်းနေရတယ်အခုလက်ရှိလည်းဒီတော်လိုင်းရင်ထက်မှာအမားတို့နိုင်တဲ့အမှုပညာနဲ့လှုပ်ပင်းနေမှာပဲလှုပ်ပင်းနေစေပဲအဲ now ဟိုတော်လိုင်းရင်မအောင်မချင်းအမားတို့လှုပ်ပင်းနေဦးမှာပဲပေါ့နော်အခုလိုတော်လိုင်းပုံကံပြုံးပြီးတော့အမှန်စီစဉ်ကိုဖြည့်ဆို့ပေးလို့ ချီးစူရန်တင်ပါတယ်ရှင့်ဟုတ်ကဲ့အမလည်းချီးစူတင်ပါတယ်ညီမတို့အစီအစဉ်ကိုလေသဘောကျပါတယ်နော်ချီးစူနိုင်တင်ပါတယ်ဒီဘက်မှာတော့လောက်ပါပဲပေးတက်ကြည့်လို့ရေနောက်ဘက်တွေမှာဘသူတွေကတော်လန်ပုံကံ ပြိုမီရောအားမယ်စီစဉ်ကိုပါဝင်သွားမလဲဆိုတာကိုအပစင်အင်္ဂါနေ့ညတွေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်